ဆွေးနွေးရေးနဲ့လက်နက်ကင်တော်လှန်ရေးဆိုတဲ့အတွေးခေါ်နှစ်ရရဲ့တိုက်ပွဲဟာမြမနိုင်ငံရေးတမိုင်းတစ်ချက်လုံးမှာဖြစ်ပေါ်နေခဲ့ပါတယ်။တချို့အချိန်တွေမှာဆွေးနွေးရေးအတွေးခေါ်ကအာသာပြီးတော့တချို့အချိန်တွေမှာလက်နက်ကင်တော်လှန်ရေးအတွေးခေါ်ကအာသာတတ်ပါတယ်။ဒါပေမဲ့ဆွေးနွေးရေးအတွေးခေါ်ကအာသာနေချိန်မှာလဲလက်နက်ကင်တော်လှန်ရေးကိုပဲယုံကြည်တဲ့သူတွေကပျောက်ွယ်မသွားပါဘူး။လက်နက်ကင်တော်လှန်ရေးအတွေးခေါ်အာသာနေချိန်မှာလဲဆွေးနွေးရေးသမားတွေဟာပျောက်ွယ်မသွားပါဘူး။အခုကာလဟာလက်နက်ကင်တော်လှန်ရေးအတွေးခေါ်က အာသာနေတဲ့အချိန်အသာစီးရနေတဲ့အချိန်မှာဒါပေမဲ့ဆွေးနွေးရေးလမ်းကြောင်းပေါ်ကိုဆွတ်တင်မှုစ조사နေကြတဲ့သူတွေဟာအခွင့်အာဏာတိုင်းခေါင်းပြူထွက်လာနေကြပါတယ်စစ်ကောင်စီဟာ NUGPDF နဲ့ဆွေးနွေးရေးမလုပ်နိုင်ဘူးလို့တခြားလုံးခါခါတီတီညင်းခဲ့ပါတယ်အခုဒီနေ့ထက်မှတော့နည်းနည်းလေးလေးတန်ပြောင်းလာပါတယ်မစိုးစလောက်လေးပဲပြောင်းလာပါဗိုလ်ချုပ်စော်မင်းထွန်းအဂျယ်ဇီရာနဲ့အင်တာဗျူးမှာ PDF ကိုတော့ဆွေးနွေးမယ် NUG ကိုတော့ terrorist တွေမို့လို့မဆွေးနွေးနိုင်ဘူးဆိုပြီးတော့ခွဲပြောသွားပါတယ်အဲ့ဒါကိုတန်ရောင်လိုက်ပြီးတော့ဗိုလ်ချုပ်ရာပြည့်ကလည်းတိုင်းရင်းသားအပြည့်အစုံနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာအလားတူပြောသွားပါတယ် PDF နဲ့ NUG ကိုခွဲပြောနေတယ်ဆိုတာတနည်းအားဖြင့်ပြောရရင် တော့မဆွေးနွေးနိုင်ဘူးလို့ပြောနေတာပါပဲတကယ်တော့ PDF ကစစ်ကောင်စီပေါ်မှာပူပြီးတော့တောင်းမှစိတ်တက်အရာပြတ်သားပါသေးတယ်ဆွေးနွေးရေးဆိုတဲ့စကားကိုလုံးဝမကြားချင်ဘူးဆိုတဲ့သူတွေက PDF လူငယ်တွေပါ ။ NUG ကဆွေးနွေးရေးဆိုတဲ့စကားကိုပြောပါသေးတယ်။ NUG ရဲ့ဆွေးနွေးရေးစည်းကမ်းကဘုံသဘောထားရည်တည်ချက်6ချက်ပါပဲ။အဲ့ဒီ6ချက်ကိုလက်ခံမှဆွေးနွေးမယ်လို့ပြောပါတယ်။အဲ့ဒါလို6ချက်ရရင်ဆွေးနွေးမယ်လို့ပြောတာကိုတောင်းတော်လိုင်းသမားလူငယ်အများအပြားကလက်မခံနိုင်ကြပဲဆဲဆိုတာတွေဝေဖန်တာတွေလောက်ကြပါတယ်တချို့ကညဉ့်ညံတတာဆန့်ကျင်ပါတယ်တချို့ကပြင်းပြင်းထန်ထန်ဆဲဆိုကြပါတယ်တကယ်တော့ဘုံသဘောထား6ချက်ရရင ဆွေးနွေးမယ်ဆိုတာကလည်းဆွေးနွေးရေးကိုတနည်းအားဖြင့်ညှဉ်းဆန်သလောက်နီးနီးပါပဲ။ဘာကြောင့်လဲဆိုတော့ဘုံသဘောထား6ချက်ကိုစစ်ကောင်စီကဘယ်တော့မှလက်ခံမှာမဟုတ်လို့ပါ။ဒီတော့ဘုံသဘောထား6ချက်ရရင်ဆွေးနွေးမယ်လို့ပြောတာနဲ့တွေးကြွေးမှာဆွေးနွေးစရာမရှိဆိုတာဟာအလွန်ကြီးမကွာဘူးလို့မြင်တဲ့သူ တချို့လည်းရှိပါတယ်။ရက်တီချက် ပြတ်သားမှုအရာမှာတော့တော်တော်ကြီးကိုကွာနေတယ်လို့မြင်သူတွေလည်းရှိပါတယ်။ ကဲဒီတော့ဘလောက်ကွာနေတယ်လဲဘလူးကွာနေတယ်လဲဆိုတာကိုကျွန်တော်တို့ဆန်းစစ်ကြည့်ကြအောင်ပါ energy ကပြောတဲ့ဘုံသဘောထားရည်ရည်ချက်6ချက်ကဘာတွေလဲဆိုတော့ပထမအချက်ကစစ်တပ်အာဏာသိမ်းထားတာကိုဖယ်ရှားပြီးမြန်မာစစ်တပ်နိုင်ငံရေးတွင်ပါဝင်နေခြင်းအားအဆုံးသတ်ရန်လို့ဆိုထားပါတယ်ဒီအချက်ထဲမှာတဲ့အပိုင်းကနှစ်ပိုင်းပါနေပါတယ်ပထမတစ်ပိုင်းကစစ်တပ်အာဏာသိမ်းထားတာကိုဖယ်ရှားရမယ်ဆိုတော့ဆွနဘွေမလုတ်ခင်မှာစစ်တပ်အာဏာသိမ်းတာကိုအရင်ဖယ်ရမယ်ဆိုတဲ့သဘောဖြစ်နေပါတယ် ဒါမှမဟုတ်ဆွေးနွေးပွဲပြီးတဲ့အခါမှာစစ်တပ်အာဏာသိမ်းတာကိုဖျက်ဖို့သဘောတူရမယ်လို့ပြောတာပဲလားဆိုတာတိတ်တော့မရှိမှောက်ဘူးဒီလိုမူဝါဒနဲ့ပတ်သက်ပြီးတော့ရေးတဲ့အခါမှာဒွိဟာဖြစ်เสียမကြံအောင်ပြတ်သားရှင်းလင်းနေသင့်ပါတယ်ကဲထားပါတော့စစ်တပ်အာဏာသိမ်းတာကိုဖယ်ရမယ်ဆိုတဲ့စကားကတော်တော်လေးနဲ့ပါတယ်စစ်တပ်အာဏာသိမ်းတာကိုဖယ်ရမယ်ဆိုရင်စစ်ကောင်စီကိုချက်ချင်းဖျက်ရမယ်အစိုးရအစ်တရက်ချက်ချင်းအစားထိုးဖို့ လိုပါလိမ့်မယ်။အဲ့ဒီအစိုးရစစ်တရဆိုတာ2021မှာအာဏာသိမ်းခံလိုက်ရတဲ့ NLD အစိုးရဖြစ်ခြင်းဖြစ်မယ်။ NUG ဖြစ်ခြင်းဖြစ်မယ်။ဒါမှမဟုတ်ဂျားပြတ်အရာကြီးအစိုးရတရဖြစ်ခြင်းဖြစ်ပါမယ်။အဲ့ဒီအစ်စ်မှာပဲဆွေးနွေးရေးလမ်းကြောင်းကပိတ်သွားပြီထင်ပါတယ်။စစ်ကောင်စီကဘလို့မှသဘောတူမှာမဟုတ်ပါဘူး။ဒီပထမအချက်ရဲ့ပထမတဝက်မှာပဲပွဲကပြက်သွားပြီလို့ဆိုရမယ်ထင်ပါတယ်။ ထမအချက်ရဲ့ဒုတိယတစ်ပိုင်းမှာဆိုထားတာကတော့စစ်တပ်နိုင်ငံရေးတွင်ပါဝင်နေခြင်းအားအဆုံးသတ်ရန်လို့ဆိုထားပါတယ်။လွှတ်တော်ထဲမှာစစ်သားတမတ်သားကဘယ်သူမှအရွေးကောက်မခံရဘဲနဲ့ဘယ်သူကမှသူတို့ကိုရွေးကောက်မထားဘဲနဲ့လာပြီးတော့အခန့်သားထိုင်နေတာမျိုးကိုအဆုံးသတ်ပေးရမယ်လို့ဆိုလိုတာဖြစ်ပေါ်ရပါတယ်။ဒုတိယချက်ကတော့လက်နက်ကင်တပ်ဖွဲ့အားလုံးအရသာအစိုးရလက်အောက်မှာရှိရမယ်လို့ဆိုထားပါတယ်။ဒါကလည်း2008အခြေခံဥပဒေရေးဆွဲပြီးတော့စစ်တပ်ကအကာအကွယ်ယူထားတဲ့အချက်ကိုဆိုလိုတာပါ။ ပြည်ထောင်စုဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနနဲ့ရဲစဲရေးဝန်ကြီးဌာနတွေကိုလည်းအယတအစိုးရလက်အောက်မှာထားရမယ်။အယတအစိုးရကအမိန့်ပေးလို့ရှိရင်ပြည်ထောင်စုဝန်ကြီးကာကွယ်ရေးဝန်ကြီးနဲ့ရဲစဲရေးဝန်ကြီးအစရှိတဲ့သူတွေအားလုံးကအမိန့်နာခံရမယ်လို့ပြောတာပါပဲ။ဒါရင်တော့မကသေးပါဘူး။လက်နက်ကင်တပ်ဖွဲ့အားလုံးလို့ဆိုထားတဲ့အတွက်ကာကွယ်ရေးဦးစီးချုပ်ကလည်းအယတအစိုးရရဲ့တပ်ပရကအမိန့်ပေးတာကိုနာခံရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ တတရအချက်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြေးပိုင်ဖျက်သိမ်းရမယ်။စတုတ္ထအချက်က Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုရေးဆွဲရမယ်။ပြစ္စမအချက်ကအဲ့ဒီ Federal ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ Federal ပြည်ထောင်စုအသစ်ကိုတိဆောက်ရမယ်။စတုတ္ထအချက်ကတော့စစ်ပွဲအတွင်းလုပ်ခဲ့တဲ့မတရားမှုတွေကိုရေးယူရမယ်ဆိုတဲ့အချက်တွေပါပဲ။အချက်6ချက်ဖော်ပြထားပြီးမြတ်၃ချက်လောက်နဲ့အကျင့်ပြန်ချက်လို့ရပါတယ်။ ပထမချက်ကစစ်တပ်အာဏာသိမ်းတာကိုဆွံ့လွှဲရမယ်ဒုတိယချက်က2008အခြေခံဥပဒေနဲ့တကွ2008အခြေခံဥပဒေမှာပေါ်ပြပြီးအသာစီးယူထားတဲ့စစ်တပ်ရဲ့နိုင်ငံရေးအခွင့်အာဏာတွေကိုပယ်ဖျက်ပေးရမယ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရမယ်နောက်တတိယချက်ကတော့စစ်ပွဲအတွင်းမှာလုပ်ခဲ့တဲ့ရာဇဝတ်မှုတွေကိုရေးယူရမယ်ဆိုတဲ့အချက်တွေပါဒီထက်မှာပါတဲ့အချက်6ချက်စလုံးကိုကျန်တဲ့တော်လိုင်းရေးသမားတွေကလည်းသဘောတူကြပါတယ်။ဒါဆိုလို့ရှိရင အဲ့ဒီ6ချက်ရရင်ဆွေးနွေးမယ်လို့ပြောတာကိုဘာလို့မကြည်မနဲ့ဆဲဆိုနေကြတာပါလဲတော်လန်ရေးသမားလူငယ်တွေလိုလားတဲ့အချက်တွေ ਨੇ ဘာတွေကွာနေပါသလဲအဓိကကတော့အချက်တစ်ချက်ကွာနေတာပါအဲ့ဒီတစ်ချက်ကတော့စစ်တပ်ကိုလုံးဝအပြီးပိုင်ဖျက်သိမ်းပစ်ဖို့သို့မဟုတ်စစ်တပ်ကိုလွှမ်းမိုးချေလည်နေတဲ့ထိတ်သီးစစ်အာဏာရှင်တွေကိုဖယ်ရှားတော်လန်ရေးတပ်ဖွဲ့တွေ ਨੇ ပူးပေါင်းပြီးတော့တတ်မတော်အသည့်ပြင်ဆင်ဖွဲ့စည်းဖို့ဆိုတဲ့အချက်ပါ ဆွေးနွေးရေးကိုလက်မခံနိုင်မှုဆရာနာရှင်စနစ်ကိုနောက်ခါဘယ်တော့မှပြန်ပေါ်မလာအောင် အမိကနေတုတ်တင်ဖျက်ရှားပစ်မယ်လို့ပြောနေတဲ့လူငယ်တွေလိုလားတဲ့အဓိကအချက်ကအဲ့ဒီအချက်ပါပဲ NUG ထက်မှပြောတဲ့ဘုံသဘောထားယက်တီချက်6ချက်အကုန်လုံးရရင်တောင်မှဆက်အနာရှင်စနစ်ဘယ်တော့မှပြန်လဲမပေါ်ပေါက်ရေးအမြင့်ပြတ်ရေးဆိုတာကမတည်ကြသေးပါဘူးအထက်မှ NUG ပြောတဲ့အချက်6ချက်ရဲ့အဓိကအားနည်းချက်ကအဲ့ဒါပါ ဆရာနာရှင်စနစ်အမြင့်ပြည့်ရင်မပါဘဲနဲ့ကြံနေပါတယ်လိုအပ်နေပါတယ်စစ်တပ်ကနိုင်ငံရေးမှာဝင်မပါတော့ပါဘူးလို့ဂရီပေးမယ်ဆိုတော့ဟုတ်ပါပြီအဲ့ဒါသိကောင်းပါတယ်လွတ်တော်ထဲမှာလဲစစ်သားတမတ်သားလာမထိုင်တော့ဘူးဒါလည်းကောင်းတာပါပဲကာကွယ်ရေးပြည်ထရေးနေဆိုင်ရေးရာဝင်ကြီးဌာနတွေလဲတမရလက်အောက်ရောက်သွားပြီဆိုတော့ဒါကိုသဘောတူလိုက်ပြီဆိုတော့တော်တော်ကောင်းသွားပါပြီ 2008အခြေခံဥပဒေကိုလည်းဖျက်သိမ်းမယ်ဖက်ဒရယ်အခြေခံဥပဒေတွေလည်းပေါ်ပေါက်လာမယ်ဆိုလို့ရှိရင်အလုံးကောင်းတဲ့လောက်ဖြစ်သွားပြီလို့ထင်စရာရှိပါတယ်။ဘုံသဘောထားယက်တီချက်6ချက်ဟာအလုံးပြည့်စုံနေပြီလို့ထင်စရာရှိပါတယ်။ဒါပေမဲ့ခက်တာကဘုံမင်းအွန်လိုင်းတို့စစ်အာဏာရှင်တွေကြိုးကင်ချယ်လှယ်နေတဲ့အာဏာရှင်စစ်တပ်ကြီးကတော့နေမြဲအတိုင်းပဲကြံနေပါတယ်။အဲ့ဒါဟာအားနေချက်ပါ။ လူငယ်တွေလက်မခံနိုင်ကြတာဟာအဲ့ဒီအချက်ပါပဲအဲ့ဒီအာနာရှင်စစ်တပ်ကြီးကတမရရဲ့လက်အောက်မှာရှိမှလေတမရအမိန်ပေးတာကိုနားခံမှလေအဲ့ဒါကိုသဘောတူထားပြီးသားအဲ့ဒါဆိုလို့ရှိရင်မလုံလောက်ဘူးလားလို့မေးချင်မေးကြပါလိမ့်မယ်မလုံလောက်ပါဘူးဘလောက်ဖဲသဘောတူတယ်ပြောပြောအာနာရှင်စစ်တပ်ကြီးရှိနေတယ်များဘယ်တော့မှ စိတ်မချရပါဘူးဘလောက်ဖဲဂရိတွေပေးထားတာဘလို့ပဲဥပဒေတွေပြဋ္ဌာန်းထားတာ အာနာသိရင်လို့ရှိရင်ထသိမ့်တတ်တဲ့အာနာရှင်စစ်တက်ကြီးရှိနေသေးတယ်ဆိုလို့ရှိရင်စိတ်မချရပါဘူးအာနာရှင်တွေကိုကြိုးကြိုင်တဲ့အာနာရှင်စစ်တက်ကြီးရှိနေသေးသမျှမှာအာနာရှင်စနစ်ကြံနေသေးတာပါပဲဆော့ဆော့က6ချက်ကိုသဘောတူထားရင်တောင်မှ အာနာရှင်စနစ်ဟာခိတခဏငုတ်ရှိုးနေတာသာဖြစ်ပါလိမ့်မယ်အချိန်မရွေးပြန်ပေါ်နိုင်ပါသေးတယ်စစ်အာနာရှင်စနစ်အမြင့်ပြည့်ရေးအတွက်အချက်3ချက်မဖြစ်မနေလိုအပ်ပါတယ်ပထမအချက်က 2008အခြေခံဥပဒေအပြည့်ပိုင်ဖြစ်သေးရေဒုတိယအချက်ကစစ်အာဏာရှင်တွေကျူးကွန်ထားတဲ့စစ်တပ်ကို ဖြစ်သေးရေတတိယအချက်ကဥပိုင် MEC စစ်အာဏာရှင်မိသားစုတွေပိုင်တဲ့တင်ဇာတာတူဖော်ရင်းနဲ့တွင်းကုံထုတ်ကုံကုမ္ပဏီတွေခရိုနီတွေပိုင်တဲ့တင်ဇာတာတူဖော်ရင်းနဲ့တွင်းကုံထုတ်ကုံကုမ္ပဏီတွေအားလုံးကိုဖြစ်သိမ်းရေးဖြစ်ပါတယ်ပထမအချက်ဖြစ်တဲ့2008အခြေခံဥပဒေကိုဖြတ်သိမ်းနိုင်ရင်စစ်အာဏာရှင်စနစ်ဟာအာနယ်ပြောင်းညံ့သွားရုံလဲပက်နိုင်စွမ်း ယာယီကင်းမဲ့သွားရုံသာရှိပါတယ်ဒုတိယအချက်ဖြစ်တဲ့စစ်အာဏာရှင်တွေကြိုးကင်ထားတဲ့စစ်တပ်ကိုဖျက်သိမ်းရေးကသာအရေးကြီးဆုံးအချက်ပါတတိယအချက်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ကိုထောက်ပံ့နေတဲ့ဘန်နာအရင်းမြစ်တွေကိုတုတ်တင်ရှင်းလင်းရေးဟာလည်းအရေးကြီးပါတယ်အဲ့ဒီဘန်နာအရင်းမြစ်တွေကြံနေသေးရင်စစ်အာဏာရှင်စနစ်ဟာတစ်ချိန်မှာတနည်းနည်းနဲ့ပြန်ပြီးတော့ခေါင်းထောင်ထလာနိုင်ပါလိမ့်တယ် အခု NUG ပြောတဲ့သဘောထား6ချက်ဟာပထမအချက်ဖြစ်တဲ့အခြေခံဥပဒေဖြတ်သိမ်းရေးတစ်ခုကိုသာပြက်ပြက်သားသားတောင်းဆိုထားတဲ့အတွက်စစ်အာဏာရှင်စနစ်အာဏာပြောင်းညံ့သွားရောင်သာရှိပါလိမ့်မယ်အရေးကြီးဆုံးဖြစ်တဲ့ဒုတိယအချက်ကိုခြံလက်ခွင့်ပြုပေးထားတဲ့အတွက်စစ်အာဏာရှင်စနစ်ဆက်လက်ရှင်သန်နေပါဦးမယ်အဲဒါကြောင့် NUG ပြောတဲ့သဘောထားယက်တီချက်6ချက်ဟာမပြည့်စုံမလုံလောက်ပါဘူးအဲဒါကြောင့်လဲ အဲ့ဒီ6ချက်ရရင်ဆွနေမယ်လို့ပြောနေတာကိုလူငယ်တော်လိုင်းရေးသမားတွေကမခံမရနိုင် ဖြစ်နေကြတာပါ NUG ပြောတဲ့အချက်6ချက်ဟာတော်တော်ကောင်းပါတယ်အဲ့ဒီထက်မှလက်မခံနိုင်စရာအချက်မပါပါဘူးအားလုံးကိုလက်ခံနိုင်ကြပါတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်တစ်ချက်လိုအပ်နေတဲ့အတွက်မပြည့်စုံပါဘူးအကြီးအကျယ်မပြည့်စုံပဲဖြစ်နေပါတယ်အကြီးအကျယ်လက်ဟာလိုအပ်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ